အားသာဝါနာရှင်ကြီးကိုမောင်တော်များလုံးပဲမင်္ဂလာနေ့လေခင်ပါခင်ဗျာမလာ၁၈ရက်နေ့နောက်ဆုံးရအာဆီယံနေ့လေရင်သတင်းလေးပုဒ်ကိုကျောင်းတူတူကကြည့်လိုက်ရအောင်ဒီလိုမျိုးသတင်းစောစောရရနေ့ဒီဆိုလို့ရှိရင်တော့ညနေခင်းသတင်းအထိမဆောင်တော့ဘဲနဲ့နေ့လေခင်းသတင်းအဖြစ်စောစောစီးစီးဖော်ပြပေးဖြစ်ပါတယ် ယ်ပထမဦးတင်ပုဂ္ဂိုလ်တော့ဂျွန်ခရော့စ်မီတာကဖော်ပြထားတဲ့သတင်းကောင်းတွေပဲသွားလိုက်အောင်ဒီသတင်းကတော့အာဆင်နယ်တို့ရဲ့အသင်းနှလုံးလို့ပြောလို့ရတဲ့ဘူကာအိုဆာကာတယောက်ဧပြီလ2ရက်နေ့မှာကမ်းမဲ့ဖူဟန်အသင်းနဲ့ပွဲစဉ်မှာအရန်ခုန်တန်းမှာမြင်တွေ့ရဖို့ရှိရဆိုပြီးတော့ဂျွန်ခရော့စ်မီတာကဖော်ပြသွားတယ်သူကဝင်ကံမဲတော့မပြောဘူးဒါပေမဲ့အသင်းရဲ့လူစင်းထဲမှာပါမယ်ပြီးရင်အရန်ခုန်တန်းမှာရှိမယ်အခက်မသိရင် လူစားလေးပြီးဝင်ဆော့နိုင်တယ်ဆိုတဲ့အရင်းမှမျိုးတော့ရေးသားသွားတာတွေ့ရတယ်။ Real Madrid နဲ့ကံမဲ့ပွဲစဉ်အမီတော့ဂျိမ်းသိပါဖို့ရှိတယ်ဆိုတဲ့ပုံစံမျိုးရေးသားသွားတယ်။အဲ့ဒီ Real Madrid နဲ့မတိုင်မှာဆိုကျွန်တော်နှစ်ရက်နေမှာ Fulham နဲ့ကံမဲ့၅ရက်နေမှာ Everton နဲ့ကံမဲ့ပြီးရင် Real Madrid နဲ့ကျွန်တော်၉ရက်နေမှာကံမဲ့ဒါပထမအကြော့ပေါ့လေဒုတိယအကြော့ကလည်းအဲ့ဒီဧပြီလထဲမှာကံမှာဖြစ်တဲ့အတွက်အရှိကဖူအနယ်ပွဲစဉ်အဖာနယ်ပွဲစဉ်မှာစကားဝင်မကန်နိုင်ဘူးဆိုလို့ရှိရင်တော့မှအသင်းနဲ့ fully trainee လုံလောက်စွာအချင်းရပြီးသွားတာဖြစ်တဲ့အတွက် စာကအနေနဲ့ Real Madrid နဲ့ Champions League နှစ်ကြော်လုံးကိုပါဝင်နိုင်ဖို့ရှိနေပါတယ်။အဲ့တော့ John Cross မေရာရဲ့ဖော်ပြထားချက်အရဆိုရင်တော့အခုနောက်ပိုင်း AIDA ပါဝင်အသင်းသားတွေအားလုံးကဘူးကောက်စာကပြန်လာတဲ့အခါမှာပြိုင်ဘက်ပုံစံမျိုးအသင်းတွင်းမှာဒီ trainee တွေကိုပြင်ဆင်ထားကြသည်ရတကယ်ပွဲကြီးပုံစံမျိုးစာကကို fully trainee တစင်ကြီးတွေသူပြန်လုပ်သွားဖို့ရှိတယ်။အခုဆိုကျွန်တော်တို့ဒီ international break လည်းရှိတာဖြစ်တဲ့အတွက်ဂျားထဲမှာဆိုရင်15ရက်လောက်ကောင်းကောင်းလုံလုံလောက်လောက်အချိန်ရတယ်။အဲ့တော့ကျွန်တော်တို့ အာဆီနယ်တင်းရဲ့အားထားရတဲ့ညာတောင်ပံတိုက်စစ်ကစားမှာဘူကောက်ဆာကပြန်လာခြင်းကမာတင်အိုရီကက်ရဲ့ခြေစွမ်းတွေကိုဘန်ဝိုက်တို့ထင်ပါရုအတွက်ပုံမူကောင်းမွန်တဲ့ထဲဝင်သေးပို့မှုအဖြစ်ညာတောင်ပံနမကျော်တိုက်စစ်ကိုပြန်လည်မြင်တွေ့ရဖို့တော့ရှိနေပါတယ်။23နှစ်ရဲ့ဘူကောက်ဆာကတော့ဒီဇင်ဘာလ20နှစ်နေရကရခဲ့တဲ့အင်ဂျူရီကြောင့်ခွဲစိတ်ပြီးနောက်ပိုင်းမှာအခုမှပြန်လာနိုင်မှာပါလို့ ျွန်တော်တို့လွမ်းနေကြတာ3လကျော်ပြီးတော့မှဒါပြောလို့ရတယ်အဲဆိုတော့အာဆင်နယ်တင်းတဲ့ဒီယာဒီ24ပွဲပဲဝင်ဆော့ထားပြီးမဲ့ကိုကိုသွင်းပြီး73လုံးဖိုင်ထားပြီးတော့အရန်ကို impact ကြီးမားတဲ့ညာတောင်ပံတိုက်စစ်သမားဘူကောက်စာကာကိုတော့ champion league အမိကျွန်တော်တို့ပြန်လည်ပိုင်ဆိုင်တော့ပါညီကိုတို့ဘလို့ထင်လဲကျွန်တော်တို့ဖြစ်နိုင်မယ်ဆို Premier League ပွဲစဉ်2ပွဲလောက်ကိုနည်းနည်းခြေသွေးတဲ့ပုံစံမျိုးနဲ့ပဲစကားကိုကြက်ခိုင်မှုရပဲဝင်ဆော့စီခြင်းနဲ့ Champion League ကြတော့မှာပဲအင်ပြအပြင်းနဲ့လုံးဝ strong ဖြစ်တဲ့စကားကိုထည့်ပြီးသုံးစီခြင်းပါတယ် ဒုတိယမြောက်သတင်းတပုတ်ကတော့ Transfer New Light ကဖော်ပြထားတာအဲ့ဒါကတော့ follower 1.6 million follower ရှိတဲ့ Transfer New Light ကဖော်ပြထားပါလေသူတို့ကလည်းထက်ဆင့်ကူယူဖော်ပြတာက feature စီကပြီးတော့ဒီသတင်းကိုကျွန်တော်မှန်ရဲ့လားဆိုပြီးတော့ထပ်မံလိုက်ကြည့်တဲ့အခါမှာ365 score လို့မျိုးအဲ့ဒီသတင်းဌာနတွေကလည်းဖော်ပြထားပြီးတော့ဒီသတင်းကိုဖော်ပြပေးတာပါဖြစ်လာနိုင်ကြရာကိုင်းတော့ကတော့အရန်နေပါတယ်အဲ့ဒီသတင်းကဘာလဲဆိုတော့ Arsenal ရဲ့ Bebek Khazic အစွန်အီတလီသား ရီကာရိုကာလာပီယိုနီနဲ့ပတ်သက်ပြီးတော့စပိန်ထိပ်သီးကလပ်ရီယယ်မက်ဒရစ်ကစိတ်ဝင်စားနေပါတယ်။နွေရာသီမှာခေါ်လာမခေါ်တာထက်လက်ရှိချိန်မှာဒီစားမောက်ကိုခေါ်ဖို့အတွက်စိတ်ဝင်စားနေဆိုတဲ့သတင်းမျိုးတွေတော့တက်လာနေပါလေ။သူတို့ရဲ့ဖော်ပြသွားချက်အရဆိုရင်တော့အာဆင်နယ်ကရီယယ်မက်ဒရစ်ကကမ်းလန်းလာခဲ့ရင်တောင်မှကစားသမားထွက်ချင်နေဆိုရင်တော့မှ UO တန်း80လောက်ရမှာပဲလက်ခံစကားပြောဆိုဖို့စဉ်းစားထားဆိုပြီးတော့ပြောသွားခဲ့တယ်။အဲ့ဒါဆိုတော့ လူးဝစ်စကယ်လီရဲ့အရန်ဖြစ်နေခဲ့တဲ့ကာလာဖီယိုရီအနေနဲ့လက်ရှိအချိန်မှာအသင်းမှာမပြောဘူးဆိုတဲ့သတင်းမျိုးတွေတော့မထွက်ဘူး။ဒါပေမဲ့ဒီဇာမိုက် quality ဘလောက်ကောင်းလို့ဆိုတော့ကြံခဲ့တဲ့ယူရိုပြိုင်ပွဲတွေမှာအားလုံးကမြင်ပြီးသားဒီအချိန်ဒီမှာ Real Madrid ကလည်းကစားသမားအားလုံးဒီပါနဲ့သတင်းထွက်တာတချို့တွေကထင်တာပေါ့လေအာဆင်နယ်အသင်းတသိန်းနဲ့ပဲကစားသမားအားလုံးနဲ့သတင်းထွက်တယ်ထင်တာတခြားပိတ်တွေကိုလိုက်ကြည့်ကြည့်ပါချက်စီနဲ့သက်ဆိုင်တဲ့ပိတ်တွေမန်စီးတီးနောက်ပြီးတော့လပါပူးယူနိုက်တက်နောက်ပြီးတော့အဲ့ဘာစီလိုနာရီယယ်မက်ဒစ်အခြားသက်ဆိုင်ရာရပ်ဝန်းတွေကိုလိုက်ကြည့်ကြည့်ပါ အတင်းတင်းကကစားသမားပေါင်းစုနဲ့တည်င်းထွက်တာဒါပုံမှန်ပဲကျွန်တော်တို့ဆိုဒါ daily နေ့စဉ်လုပ်တဲ့လူဆိုလို့ရှိရင်တည်င်းတွေကိုတော်တော်လေးကိုစီစစ်ရတယ်။နောက်ပြီးပေါ်ပြတဲ့ခါမှလည်းဒီလောက်ရာကင်တော့မယုံကြည်လို့ရပါရင်လို့ဆိုပြီးပြောလို့ကျွန်တော်တို့ဒီချိန်ထိရက်တိလို့ရတာ။ကျွန်တော်တို့ပေါ်ပြခဲ့တဲ့တည်င်းတွေအားလုံးဒီဖြစ်လာတာမရှိဘူး။ ဖြစ်လာတဲ့ဟာကလည်းကြံခဲ့တဲ့နေတုန်းကမိန်နိုနဲ့ကလာဖီရီလောက်ပဲအငားခေါ်တဲ့ကစားမနှစ်ယောက်လောက်ပဲကြံခဲ့တဲ့ဆောင်းမဝေခဲ့ဘူးရှေ့ဆောင်းမလည်းမဝေခဲ့ဘူးအဲ့တော့ဒီတည်င်းကလည်းကျွန်တော်တို့ပုံမှန်နေ့စဉ်နားထောင်နေကြတဲ့တည်င်းအဖြစ်ပဲ50 50အနည်းနဲ့ပဲမှတ်ယူပေးပါဘာကြောင့်လဲဆိုတော့အာဆင်နယ်အသင်းအနေနဲ့ကြံခဲ့တဲ့နေရာမှာပူပူလူးလေးခေါ်ထားခဲ့တဲ့ကလာဖီရီကိုချက်ချင်းပြန်ရောင်းချဖို့မရှိဘူးလို့တော့ကျွန်တော်ကတော့ယုံကြည်ထားတယ်အဲ့တော့ transfer market မှာ euro 55တန်တန်ကြီးရှိတဲ့ကစားမကိုအဲ့ဒီရဲ့နှစ်ဆနီးပါ euro 80ရာမှာ လက်ခံစကားပြောဆိုမယ်ရောင်းချဖို့စဉ်းစားသွားမယ်ဆိုတဲ့အကွက်ကိုတော့อืมရီယမ်မတ်တို့လာပြီးကမ်းလည်းမထင်ဘူးအဲ့ဒီပမာဏပေးရမယ်ဆိုရင်တော့ဆာလီဘာပဲသူတို့စကားစတင်ပြောဖို့တော့ရှိတော့တယ်ဗောလေဒါပေမဲ့ဆာလီဘာနဲ့ပတ်သက်ပြီးတော့နောက်ဆုံးသတင်းပုတ်ကြရင်တော့ဖော်ပြပေးပါမယ် နစနနေရဲ့အီတလီသားကတော့2029ခုနှစ်ဒီအာဆင်နယ်နဲ့စာချုပ်သက်တမ်းရှိတဲ့ဒီယာတီ26ပွဲမှာ16ပွဲပဲပွဲထွက်ကစားထားတယ်။၃ဂိုးသွင်းပြီးတော့နှလုံးပိုင်ထားတယ်။အင်ဂျူရီကြောင့်ဒီယာတီ68ရက်နားထားပြီးတော့14ပွဲလွှဲချော်ထားပါဗါတယ်။အတက်ကင်ပိုင်းနဲ့ပတ်သက်ရင်အရန်ကောင်းတဲ့ကစားသမားဖြစ်ပေမဲ့ခန်စစ်ပိုင်း defensive vision မှာတော့ Louis Kelly ထက်စားလို့ရှိရင်နည်းနည်းလေးနိုင်နေတာဖြစ်တဲ့အတွက်ပွဲထွက်ခွင့် အခုနောက်ပိုင်းနည်းနည်းလေးပျောက်ဆုံးနေရပါလေဒါပေမဲ့အိုက်တာကဂိုးလို့ပြီဆိုရှင်တော့ဇင်ချန်ကိုရိုကာလာဖီယိုရီကိုထည့်သုံးပြီးတော့အတက်ကင်ကိုမြင့်တင်လေးရှိတယ်အဲ့ဆိုအသင်းအတွက်သုံးမရတဲ့ကစားသမားတော့မဟုတ်ဘူးဒါပေမဲ့နှွေမှာဇင်ချန်ကိုပြီးတော့ခီဗီယောတီယာနီတို့ထွက်ခွာမဲ့အနေအထားတွေရှိရဖြစ်တဲ့အတွက်ကာလာဖီယိုရီရောအာဆင်နယ်လက်လွတ်မယ်လို့ကျွန်တော်ကတော့မထင်ပါဘူး တတိယမြောက် သတင်းတစ်ပုဒ်ကတော့ဒါအာဆင်နယ်ဝူမန်းနဲ့ပတ်သက်ပြီးဖော်ပြပေးသွားမှာပါချန်ပီယံလိကွာတာဖိုင်နယ်ပထမအကြောဖြစ်အာဆင်နယ်မျိုးသမီးအသင်းကတော့လက်ရှိချိန်မှာစပိန်ကိုထွက်ခွာသွားတာရောက်ရှိသွားပါပြီစပိန်ထိပ်သီးကလပ်ရီယယ်မက်ဒရစ်အသင်းရဲ့အိမ်ကွင်းမှာအာဆင်နယ်မျိုးသမီးအသင်းကဒီနေ့ညတကောင်ရံပေါ့လေ12:55 AM အချိန်မှာမြန်မာစံတော်ချိန်အဲ့ဒီအချိန်မှာရီယယ်မက်ဒရစ်နဲ့ကစားသွားမှာပါဒုတိယအကြော့ကိုတော့အာဆင်နယ်မျိုးသမီးအသင်းက ဒီမတ်လ29ရက်နေ့ကျရင်အင်ကွင်းမှာအက်ခမီကစားမှာပေါ့လေအဲ့ဆိုချန်ပီယံလိဂ်ကွာတာဖိုင်နယ်ရောက်အာဆင်နယ်အမျိုးသားတင်းရောအမျိုးသမီးအသင်းကရီယယ်မက်ဒရစ်နဲ့တွေ့တာစမ်းကြဲတဲ့ကံကြမ္မာပဲပြီးတော့စိတ်ဝင်စားဖို့ကောင်းတာကအာဆင်နယ်အမျိုးသမီးအသင်းဒီဒီအမှတ်ပေးစရာမှာဆိုလို့ရှိရင်ချက်စီးနဲ့ရှစ်မှတ်กว่าတယ်ရီယယ်မက်ဒရစ်ကလည်းအမှတ်ပေးစရာမှာဆိုသူတို့ဘာစီလိုနာနဲ့တွေ့တယ်သူတို့ပြည်တွင်းအမှတ်ပေးဖလားမှာဆိုရင်ခုနှစ်မှတ်กว่าတဲ့အနေဒါအဲ့ဆိုသူတို့တွေ ရဲ့တခုတည်းသောမျှော်လင့်ချက်ကအမှတ်ပေးပြိုင်ပွဲတက်ဆိုင်ရင်ဒီလိုချန်ပီယံလိရှုံးထွက်အဆင့်တွေကဥစားပြီးမျှော်လင့်ချက်ပဲအခုပြိုင်ပွဲ23ကြိမ်ကျင်းပပြီးတဲ့အချိန်မှာဘိုးဆွဲထားတဲ့အသင်းတွေကတော့ Lion က8ကြိမ် ဖရန်ဖက်စ်က၄ကြိမ်၊ဘာစီလိုနာက၃ကြိမ်၊ဝိုးဘက်က၂ကြိမ်၊ပော့စတန်က၂ကြိမ်နဲ့ဒီ UNK ဆိုတဲ့အသင်းက၂ကြိမ်နဲ့ MSV အသင်းက၁ကြိမ်၊အာဆင်နယ်အမျိုးသမီးအသင်းက၁ကြိမ်ဆိုကူးထားပါတယ်။အင်္ဂလိပ်ကိုစားပြုကလပ်တွေထဲမှာဆိုတော့အာဆင်နယ်အမျိုးသမီးအသင်းကချန်ပီယံလိရထားတဲ့တကူတဲသောကလပ်အသင်းဖြစ်ရှိနေပါတယ်။အဲတော့အုပ်စုအဆင့်ပါဝင်ရတဲ့ UO ၄သိန်းရတယ်။အမျိုးသမီးချန်ပီယံလိနော်။ပြီးတော့အုပ်စုအဆင့်မှာတပွဲနိုင်ရင် UO ၅သိန်း၊တေကြရင် UO ၁၈၀၀၀ အနိုင်ရလို့ရှိရင်တော့သူ bonus အဖြစ် UO 2000ထပ်ပြီးတော့ bonus ထပ်ပေးတယ်။ quarter fine နဲ့တက်သွားခဲ့ရင်တော့ UO 3600ဒီနံပါတ်တစ်ခုရှင်းပြချင်တာကအမျိုးသမီးချန်ပီယံလေးရကြတော့ဒီအုပ်စုအဆင့်ကံပြီးရတဲ့ quarter fine နဲ့တက်ရောက်တာအမျိုးသားသင်းလူမျိုး16သင်းဘာညာမကန်ဘူး။အဲ့ဆိုသူတို့အနေနဲ့အုပ်စုအဆင့်ကံပြီးရတဲ့ quarter fine နဲ့တက်ရောက်ရင် UO 3600ရတယ်။ ဒီနေရာမှာအာဆင်နယ်အမျိုးသမီးအသင်းကအုပ်စုဘုံနဲ့ရောက်တာဖြစ်ပြီးရီယယ်မက်ဒရစ်အမျိုးသမီးအသင်းကအုပ်စုဒုတိယနဲ့တက်လာခဲ့တာပါ။စီးဖိုင်ရင်တိုက်တော့ယူအို3000ဘိုလီဝဲမှာဒုတိယရတဲ့အသင်းကတော့ယူအို2000ရမှာဖြစ်ပြီးတော့ အနိုင်ရပိုဆွဲပြီးဝင်တာဖြစ်တဲ့အသင်းကတော့ UO 3သိန်းခွဲရရှိမှာပါ။စုကြည့်ကတော့နဲတယ်။ဒါပေမဲ့ဂုံထွက်ကန်နေကြတာဗျာ။အမျိုးသမီးအသင်းဆိုတာဟိုးလုံးဝဆိုရင်တော့လူစိတ်ဝင်စားမှုအရန်နေတယ်။အခုနောက်ပိုင်းတော့ဗမာကြည့်ရမလဲ။ဘာညာနဲ့လူတိုင်းဝိုင်းမေးရတဲ့အထိတကယ့်ကိုပေါ်ပူလာဖြစ်လာတဲ့အားကစားတစ်ခုပဲဖြစ်လာပါပြီ။ဒီစီဇန်လေးကိုဒီကောင်ကြီးပုံပြီးတဲ့ show ဘလုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်။အမဆုံးမစွန်းတော့ဘာဘာဖုန်းနံပါတ်ညောင်း6016633936တက်ပြီးတော့ဝန်ဆောင်မှုအပြည့်ဝရိုက်နေမှာဖြစ်လို့ငွေပုံငွေချရှိမှဘလုံးပွဲတွေကိုလောက်မှာဘလုံးပွဲတွေလုံးဝမလောက်တဲ့ဆိုလို့ YouTube မှာကိုထုပ်ပေါ်ပေါ်ရှုရက်ချပြီးကျွန်တော်အားပေးလို့ရပါတယ်။ iPad ကို ကိုစပေါ့အင်းနိုင်ငါသလုံးမစ်တူကိုလည်းစော်ကစားလို့ရနေပါပြီ။ဂျာစီပြိုင်ပွဲတွေမကြာခဏလာပြီးလှူဒန်းတာရှိလို့အခြားလှူဒန်းမဲ့နေရာတွေကိုလည်းဒါကိုထွတ်နဲ့အာဆင်နယ်ဖန်ညီကိုများစုပြီးခေါင်းစဉ်အောက်ကနေနောက်ခွင့်နဲ့ပံ့ပိုးပြီးကူညီပေးနေတဲ့ကိုဆိုင်ကိုလည်းအမြဲတမ်းကျေးဇူးတင်ပါတယ်။ ဘောလုံးပွဲကစားမယ်ဆိုရင်တော့ကိုဆိုင်စီမှာယုံကြည်စိတ်ဆသာကစားလို့ရပါတယ်ဘိုင်ဘာဖုန်းနံပါတ်ညောင်း6016653936တက်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေပါတယ်ကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ဖီဖီဆူရိုမာနိုဖော်ပြထားတဲ့ဆာလီဘာနဲ့အလက်ဇန္ဒားအီဆက်ကတည်င်းတွေကိုသူ့ရဲ့နှုတ်ထွက်စကားတွေကိုပါတက်ပြန်ပြီးတင်ဆက်ပေးမှာပါမနေ့ကညကတော့ဖီဖီဆူရိုမာနိုကဝီလျံဆာလီဘာနဲ့ပတ်သက်ပြီးလုံးဝစိုးရိမ်စရာမရှိဘူးဆိုပြီးပြောသွားပါတယ်စာချုပ်နှစ်တကွဲကြံသေးတယ်လို့အန်ဒရီဘာတာကလည်းဦးစားပေးတက်တန်းတိုးဖို့ကြိုးစားနေတဲ့ခန်စီကစားမတူဖြစ်ပြီးတော့ရီယယ်မက်ဒရစ်ကလာမယ့်နွေရာသီမှာငွေပုံပေး းပြီးအာဆင်နယ်ရဲ့ပြင်သစ်သားကိုခေါ်ယူသွားနိုင်ခြင်းမရှိဘူးဆိုပြီးတော့သူမမြင်မိဘူးဆိုပြီးတော့ပြောသွားခဲ့ပါတယ်။ဒါဆာလီဘာနဲ့ပတ်သက်ပြီးတော့ ဖေဘီဆိုရမာနိုရဲ့ပြောစကားပေါ့လေအလက်ဇနားအီဆက်နဲ့ပတ်သက်ပြီးတော့အာဆင်နယ်လက်ပါဘူးကနွေရာသီမှာထိတ်တန့်ပြတ်မဲ့အဖြစ်သတ်မှတ်ထားပါတယ်ဆက်စကိုကလည်းဒီစီးနဲ့မှာပါနေပြီးတော့ဒီကစားသမားနှစ်ဦးစလုံးကိုလက်ပါဘူးနဲ့အာဆင်နယ်ပြိုင်လိုက်ရဖို့ရှိနေပြီးတော့အဲ့အတွက်လည်းငွေကြေးပမာဏ3,300ကျောင်းသွားနိုင်တယ်ဆိုပြီးတော့ရိုမာနိုကဖော်ပြထားတယ်အဲ့ဆိုတော့ဆာလီဘာနဲ့ပတ်သက်ပြီးတော့ကောအီဆက်နဲ့ပတ်သက်ပြီးတော့ရိုမာနိုရဲ့စကားတွေကြည့်တဲ့အခါမှာအပေါင်းလက္ခဏာဆောင်နေတာဖြစ်ပြီးတော့အာဆင်နယ်ကတကယ်နွေရာသီမှာငွေသုံးမယ်ဆိုရင်အီဆက်ကိုခေါ်နိုင်မှုရာခိုင်နှုန်းများတယ်တစ်ဖက်မ မှာလည်းဤဆက်ကိုဆက်ပြီးထိန်းထားဖို့အတွက်နီယူကာဆယ်ကချန်ပီယံလိဂ်ဝင်အရန်ကိုမှလိုအပ်နေရပါလေအဲ့အတွက်လည်းသူတင်ပြီးကန်တယ်ဥရောပဝင်တစ်ခုဖြစ်တဲ့ကာရာဘောင်ဖလားရတဲ့အတွက်ကွန်ဖရင့်လိတော့ဝင်ဝင်ရပြီဒါပေမဲ့ဒါကချန်ပီယံလိဂ်ဝင်ဝင်မဟုတ်ဘူးတစ်ဖက်မှာလည်းဒီနောက်ဆုံးရထားတဲ့တတိယဆိုနီယူကာဆယ်ကဤဆက်ကိုလည်းနှုတ်ကနေပြီးတော့ထွက်ချင်ပါတယ်မပြောမချင်းဒီကစားသမားကို ဘာကြောင့်မှမရောက်ဘူးကလပ်မှာပဲဆက်ပြီးထိန်းထားမယ်ဆိုပြီးတော့လည်းတတိယနေထွက်နေပါဗါတယ်အဲ့တော့ညီကိုတို့ရောဘယ်လိုထင်လဲအီဆက်မအီဆက်ဘဲလားဆက်စကိုဝယ်ခြင်းလားဂိုကီယက်ကိုလိုခြင်းလားအရင်တော့အိုစီမန်ကိုပဲပြန်ပြီးလိုခြင်းလားကိုမမဝင်ရောက်ရေးသားပြီးတော့ဘောင်းအဆုံးထိကြည့်တဲ့လဲအားလုံးကိုကျေးဇူးတင်ပါတယ်